မာကုခန်းကြီးနှင့်မာကုခန်းကြီးနှစ်သည်ရှေလက်မတန်ဆွမ်းသူအားပျောက်ကင်းစေခြင်းအကြောင်းဖြစ်သည်။နောက်တစ်နေ့တ၌ကိုတော်သည်ကပိယံတော်မျိုးတို့ဝင်ပြန်၍အိမ်နှန်းရှိတော်မူသည်ကို ကြားကြလျင်တကားပြင်းနာမှနေစရာမရှိနိုင်အောင် လူများတို့သည်အလင်းအမြန်စုဝေးကြသည်ဖြစ်၍သူတို့အားတရားဟောတော်မူ၏။ထိုအခါလက်ချေတည်သောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း၍အထံတော်သို့ဆောင်ခွဲကြ၏လူစုဝေးလျက်ရှိသောကြောင့်ကိုတော်ရင်တို့မချင်းကနိုင်သည်ဖြင့်ကိုတော်ရှိရာအပေါ်မှာအမိုးကိုဖောက်ထွင်းပြီးမှ လူနာနှင့်တကွာအရာကရင်ကိုချော့ချကြ၏ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင် လက်ရှိတည်သောသူအားငါသာတင်းအပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏ထိုအရနာထိုင်သောကျမ်းပြုစရာ ချို့တို့က ဤသူသည်ဘုရားကိုလွန်ကျူး၍ဘဲကြောင့်ဤသူပြောရသည်နီဘုရားသခင်မတပါအဘဲသူသည် အပြစ်ကိုလွတ်နိုင်သည်နီဟုစိတ်ထဲမှထင်မှတ်ကြ၏ထိုသူတို့စိတ်ထဲမှ ထိုသူအထင်မှတ်ရှင်ချီသည်ကိုယေရှုသည်မိမိညာအားဖြင့်ချက်ရှင်းတည်တော်မူလျင်သင်တို့စိတ်ထဲမှအဘဲကြောင့်ဤသူထင်မှတ်ကြသည်နီလက်ချီတည်သောသူအားအဘဲစကားကိုတား၍ပြောလေသည်နီ တင်းအပြစ်ကိုလွတ်စေပြီဟု ပြောလေသလားတင်ထလော့ကိုအိယာကိုဆောင်၍လှမ်းသွားလော့ဟု ပြောလေသလားလူသားသည်မြေကြီးပေါ်မှာအပြစ်လွတ်ပိုင်သည်ကိုတင်တို့သိစေခြင်းကထလော့ကိုအိယာကိုဆောင်၍ကိုအိမ်တို့သွားလော့ဟုတင်တို့အားငါဆိုသည်ဟုလက်ချေသည်သောသူအားမိန့်တော်မူ၏ထို့သူသည်လည်းချက်ရှင်းထား၍အိယာကိုဆောင်လျက်လူအပေါင်းတို့ရှိမှာ ထွက်သွား၏ထိုလူအပေါင်းတို့သည် မိမောတွေ့ဝခြင်းရှိ၍ဤကဲ့သို့တကားမြမမြင်စဘူးဟုပြောဆို၍ဘုရားသခင်ဤဂုံတော်ကိုကြီးမွမ်းကြ၏အခန်းငယ်73အခန်းငယ်73သည် လေဝိအားခေါ်ခြင်းအကြောင်းဖြစ်သည်နောက်တစ်ပံအိုင်နာတို့ကြွတော်မူ၍လူအစုအဝေးပေါင်းတို့သည် အထံတော်သို့လာကြလေသူတို့အားဆုံးမဩဝါဒပေးတော်မူ၏ လမ်း၌ကြွတော်မူစဉ်အာလဖဲဤသားလေဝိသည်အကွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်တော်ငါနောက်သို့လိုက်လို့ဟု မိန့်တော်မူ၏ထိုသူသည်လည်းထား၍နောက်တော်သို့လိုက်လေ၏ထိုနောက်မှသူ၏အိမ်တွင်စပွဲ၌လျောင်းတော်မူစဉ်အကွန်ခံသူများနှင့်သိုးသောသူများတို့သည်ကိုတော်မဆသောတပည့်တော်တို့နှင့်တကားစပွဲ၌လျောင်းကြ၏ ထိုသူများတို့သည်နောက်တော်သို့လိုက်ကြ၏ထိုသို့အခွန်ခံသူသို့သောသူတို့နှင့်အတူစားတော်မူသည်ကိုကြမ်းပြူစရာ ဖာရိရှဲတို့သည်မြင်လျင်ဤသူသည်အခွန်ခံသူသို့သောသူတို့နှင့်အတူအဘဲကြောင့်စားတော်သည်ဟုတပည့်တော်တို့အားဆိုကြ၏ယေရှုသည်ကြားတော်မူလျင်ကြမ်းမာသောသူတို့သည်စေတမားကိုအလိုမရှိကြနာသောသူတို့သာလျင် အလိုရှိကြ၏ ဖြောင်းမတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းကငါလာသည်မဟုတ်ဆိုသောသူတို့ကိုခေါ်ခြင်းကငါလာသည်ဟု မိန့်တော်မူ၏အခန်းငယ်18အခန်းငယ်18သည်တရေဘူးတင်၌သာစပိယေတိထဲ့နိုင်သည့်အကြောင်းဖြစ်သည်အစာချောင်တတ်သောယောဟန်၏သပဲ့တော်တို့နှင့်ဖာရိရှဲတို့သည်လာ၍ယောဟန်၏သပဲ့တို့နှင့်ဖာရိရှဲတို့သည်အစာချောင်ကြသည်ဖြစ်၍ အဘဲကြောင့်ကိုတော်ဤတပည့်တော်တို့သည် အစာမချောင်ဘဲနေကြပါသည်ဟုခြောက်ကြ၏ယေရှုကလည်းမင်္ဂလာဆောင်လူလင်သည်မိမိအပေါင်းဖော်တို့နှင့် အတူရှိစဉ်အခါသူတို့သည် အစာချောင်တတ်ကြသလိုခြေစဉ်ကာလပတ်လုံးအစာမချောင်တတ်ကြမင်္ဂလာဆောင်လူလင်ကိုသူ၏အပေါင်းဖော်တို့နှင့်ခွာ၍ယူသွားသောအချိန်ကာလရောက်လိမ့်မည်ထိုကာလအခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။ဘဝဟောင်းကို အထယ်တစ်နှင့်ဖားလိမ့်မည်။ထို့သောဖားလျင်ဖားသောအထယ်တစ်သည်ဘဝဟောင်းကိုစား၍အပေါက်ကျဲတတ်၏။၎င်းနီဟောင်းသောတည်ရည်မှု၌အတစ်သောစပိရည်ကိုထည့်လိမ့်မည်။ထို့သောထည့်လျင်အတစ်သောစပိရည်တည်ရည်ဘူးကိုစုပ်ခွဲသဖြင့်စပိရည်သည်ယူ၍တည်ရည်ဘူးလည်းပျက်စီးတတ်၏။အတစ်သောစပိရည်ကို အတိတ်သောတည်ဘူး၌သာထဲရသည်ဟုမိန့်တော်မူ၏အခန်းငယ်23အခန်းငယ်23သည်ယေရှုသည် ဥပုံနှိပ်၏အရှင်ဖြစ်သည် ဥပုံနှိပ်၌ကိုတော်သည်ဂျုံစဘာလေကွက်တို့ကို၆ကြွတော်မူလျင်တပည့်တော်တို့သည် စဘာအသီးနှံကိုဆွတ်လျက်ခရီးသွားကြ၏ပါရီရှေတို့ကလည်းဥပုံနှိပ်၌မပြုတ်အပ်သော အမှုကိုသူတို့သည်ပြုကြပါသည်တကားဟု၆ကြတော် ကိုတော်ကယေဘရဟိမင်းအဗျာတာလက်ထက်၌ဒါဝိဒ်သည်မိမိအဖော်တို့နှင့်တကွစာမှု၍မတတ်နိုင်သောအခါဘုရားသခင်၏အိမ်တော်သို့ဝင်၍ယေဘရဟိတို့မှတပါအဘယ်သူမျှမစားအပ်သော ရှေးတော်မုန်းကိုစား၍မိမိအဖော်တို့အားပေးသည့်အကြောင်းကိုတင်တို့သည် တခါတရံမျှမဖတ်ဘူးတလို့ထိုမှတပါဥပုံနှင့်သည်လူအဖို့ဖြစ်၏လူသည်ဥပုံနှင့်အဖို့ဖြစ်သည်မဟုတ် ို့ဖြစ်၍လူသားသည် ဥပုံနှင့်ကိုပင်အစိုးရသည်ဟုမိန့်တော်မူ၏ရှင်မာကုခရစ်ဝင် အခန်းကြီးနှင့်ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ အာမင်